ဒူးကလည်းနာတယ်ဒူးလေးကျင်ကန်းလေးလိုက်လို့ဖို့ကအကွေးအဆန့်လည်းမလုံးနိုင်ဘူးဆိုတဲ့လူတွေအတွက်အားလုံးလိုက်လို့လို့ရမယ်အရန်လူကူတဲ့လေးကျင်ကန်းလေးပြပေးပါမယ်အဲ့ဒီအတွက်ကတာဝလေးတစ်ခုလိုပါတယ်တာဝလေးကိုဒီလိုကြစ်ကြစ်လေးရအောင်လိတ်ထားပေးပါပြီးတော့ရင်ကိုယ့်ရဲ့ဒူးအောက်ဒူးကောက်ကွေးနဲ့တက်တက်လေးဒူးအောက်လေးမှာချထားပေးမယ် ချစ်ဖားလေးကိုကိုယ်ပတ်ကော့ထားမယ်ကော့ထားပြီးဒူဒူအားလေးကိုညှစ်ပြီးသုံးပြီးမှဒီတောင်ဝဲလေးကိုအောက်ကိုဖိချမယ်ဖိချမယ်ဒီမှာချစ်ဖားလေးတွေကြားလာတဲ့အထိကိုဖိချမယ်ဒီချိန်မှာဒူရဲ့အားလေးကိုသုံးတယ်ပေါင်အားလေးကိုသုံးပြီးမှတောင်ဝဲလေးကိုလုံးဝအောက်ကိုဖိချညှက်ထားတယ်ဒါလေးကိုစက္ကန့်30လောက်ခဏလေးအောင်ထားပေးပါအဲ့ဒီအချိန်မှာပုံမှန်လေးအသက်ကရှူသွင်းရှူထုတ်လေးလုပ်ပေးနေမှာနော်30ပြီးပြီဆိုရင်ပြန်လျှော့မယ် ဒီဒါလေးကိုပဲခဏလေးနားပြီးစက္ကန့်30နောက်ထပ်တစ်ကြိမ်လေးလုပ်ပေးမယ်။ခြေဖွားလေးကိုကိုယ်ဖက်ကော့မယ်။ဒူးလေးနဲ့ဒူးလေးအားသုံးပြီးမှတော်ဝလေးအောက်ကိုဖိချမယ်။နိုင်တဲ့လောက်လေးအောက်ကိုဖိချထားပြီးတက်လျက်ရှူသွင်းရှူထုတ်လုပ်နေဖို့မမိပါနဲ့။အသက်မအောင်ထားပါနဲ့နော်။ပြီးရင်အตาလေးပြန်လျှော့မယ်။ဒါလေးကိုလည်းနောက်ထပ်တစ်ဖက်မှလည်းဒီလိုပါပဲ။ဒူးအောင်ဒူးကောက်ကိုအောက်ကိုထဲမယ်။ ခြေပွားလေးကော့အရင်ဆုံးကော့လိုက်မယ်ပြီးရင်ဒူးလေးကိုညှစ်ပြီးမှအောက်ကိုတာဝယ်လေးကိုဖြီးချမယ်ခြေပွားလေးတွေခြေဖနောက်ပြီးကြွလာတဲ့အထိတွန်းထားခြေပွားလေးတွေကိုဖက်ကော့ထားဖို့မမေ့နဲ့နော်ပြီးရင်စကန်30ပြီးပြန်လျှော့ပြီးနှစ်ကြော့လောက်လုပ်ပေးမယ်နော်နောက်တစ်မျိုးကတော့ဒီတော်တာဝယ်လေးကိုဒူးကောက်ကြွေးကြထဲမှာညှက်ထားပေးမယ်ခြေချင်းဝတ်လေးကိုလက်နှစ်ဖက်နဲ့နိုင်တဲ့လောက်လေးခနာကိုယ်ဘက်ကိုဆွဲလာမယ် ဟားလေးတွေစံထားတက်လေးရှူသွင်းရှူထုတ်ပုံမှန်လေးလုပ်ပေးနေမှာနော်နိုင်တယ်လောက်လေးပါဒီမှာလဲကိုကဒီလောက်ထိမစွဲနိုင်ဘူးဒူးနာနေတယ်ဒီလောက်ပဲရတယ်ရရတယ်နိုင်တယ်လောက်လေးစွဲပေးပါအတားလေးကိုစကန့်30လောက်ထားမယ်ထားပြီးရင်ပြန်လျှော့လိုက်မယ်လျှော့ပြီးခဏလေးနားပြီးနောက်ထပ်စကန့်30နဲ့ကြောလုပ်ပြီးမယ်ဒီဘက်ချောင်းလည်းအလိုပါပဲဒူးကောက်ကြောက်ထဲကိုထည့်မယ်ကိုနိုင်တယ်လောက်လေးဒီလောက်နိုင်ရင်ဒီလောက်ပဲဒီလောက်နိုင်ရင်ဒီလောက် ခါးလေးတွေဆန့်ထားပေးမယ်ရှူသွင်းရှူထုတ်ဒီစကန်30ပြီးရင် short ချလိုက်မယ်ဒီနောက်တစ်ချိန်နှစ်ကြော်လုပ်ပေးမယ်နောက်ဆုံးတစ်ခုကတော့ဒူးနှစ်ဖက်လုံးထောင်ထားမယ်ဒါဝယ်လေးကိုဒူးနှစ်ဖက်ကြားထဲမှာညှက်ထားပေးပါဒီလိုလေးညှက်ထားပေးမယ်ပြီးရင်တက်လေးရှူသွင်းชุดเท่าได้ลิลิเนี่ยดูตาวันลิเนี่ยกูดูนับพันเนี่ยได้ไหนเดี๋ยวเรา စွဲညစ်ထားပေးပါတာဝလေးကိုအားလေးနဲ့သုံးဒူအားလေးသုံးပေါင်အားလေးသုံးမိမှညက်ထားပေးမယ်ဖိထားအားလေးနဲ့နဲ့သုံးမိဖိထားပေးမယ်ရှုသွင်းရှုထုတ်အင်ဒါလေးစကန်30နားပေးမယ်ပြီးမှဒါလေးပြန်လျှော့လိုက်မယ်ဒါလေးကိုလည်း နှစ်ကြော်လောက်လုပ်ပြီးပါလက်ကျင်ခံဖြစ်တဲ့အတွက်နည်းနည်းလေးတော့စိတ်ရှိပြီးပါနိုင်နေဆိုရင်မနက်တစ်ချိန်ညတစ်ချိန်ပုံမှန်လေးလုပ်ပြီးပါနောက်အစားတောက်လေးတွေကိုလည်းဒီဒူးတွေကြက်သားတွေအားကောင်းစေတဲ့အစားတောက်လေးတွေကိုရွေးစားပေးပါစိတ်ရှိရှိလေးနဲ့လုပ်ပါမယ်ဆိုရင်ပြန်သက်သာသွားမှာပါအားလုံးကျမပြည့်ရှင်ကြပါစေ